From the light he did ascend In heaven's grace his light did lend But pride began to take its Lucifer ဆိုတဲ့နာမည်ဟာလက်တင်ဘာသာစကားကဆင်းသက်လာပြီးအလင်းဆောင်သူလို့အဓိပ္ပာယ်ရပါတယ်။အဲ့ဩစရာကောင်းတာကရှင်ရခင်ကဒီနာမည်ဟာ မကောင်းတဲ့တတဝါတူးကိုရည်ညွှန်းတာမဟုတ်ပါဘူးတကယ်တော့ရောမတန်နာယီမှာနက်နက်ကျယ် Venus ကိုရည်ညွှန်းတဲ့နာမည်တစ်ခုဖြစ်ခဲ့ပါအလားတူဟီဘရူးကျမ်းစာထဲမှာလည်းတောက်ပတဲ့နနက်ကျယ်ကိုဖော်ပြတဲ့စကားလုံးတွေရှိခဲ့ပြီးအဲဒီစကားလုံးတွေကိုနောက်ပိုင်းမှာ လူစီဖာနဲ့ဆက်ဆက်ပြီးအသုံးပြုလာကြတာတွေ့ရပါတယ် so 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 Hints within the ancient script with tales and myths that intermix behind the bearer of the light a story hidden from your sight Lucifer the secret in the name Where does the truth reside ကျမ်းစာထဲမှာလူစီဖာဆိုတဲ့နာမည်ဟာဒိုင်းရိုက်အားဖြင့်တနင်္လာထဲမှာပဲဖော်ပြထားတယ်။အဲဒါကတော့စင့်ဂျရုံးရဲ့လက်တင်မာတာဗားဂေဂျမ်းမှာပါ။ ages told the stories we Babylon ဘုရင်ရဲ့ကြဆုံးခြင်းကိုရင်ညွှန်းတဲ့အခန်းငယ်တစ်ခုမှာ O Lucifer son of the morning ဆိုတဲ့စာသားကိုတွေ့နိုင်ပါတယ်ဒီနေရာမှာ Lucifer ဆိုတဲ့စကားလုံးဟာဘုရင်ရဲ့တောက်ပမှုကိုပုံဖော်တဲ့တစ်ခုအနေနဲ့သုံးထားတာလည်းဖြစ်နိုင်ပါတယ် Lucifer